ကမြောက်ဝပြီးမှာជីវွားခြင်းတွေဓာတ်တွေလုတ်ပါနော်ជីវွားခြင်းတွေဓာတ်တွေလုတ်ပါစီးွားလက်လာပါတွေတိုးတက်စီခြင်းနဲ့ဆိုရဲတိုးတက်ခြင်းနဲ့ဆိုရဲလူတွေဓာတ်တွေလုတ်ပါနော်အဲ့ဒီလောက်အောင်မဲ့လုတ်တွေကိုတက်စီပြောရမယ်ရင်းတော့လည်းပြောပြီးသားတွေပါတယ်မပြောရသေးတယ်ပါပဲ3ဘေးစရာတွေလည်းပါပါတယ်နော်ကဲဟုတ်ပါပြီပထမဆုံးစပြီးပြောမှာជីវွားခြင်းတွေဟာဒီနေ့ကိုဖះရှင်တောက်တော်ကြီးငားချိန်ကပ်ပါဒါတော့ပြောခဲ့ပြီးသားပါနော်ဘာလိကအမှာလဲမနေ့9နာရီတစ်ချိန်ကပ်ပါအေးလေးကပ်ပါနော် ဥမာစောင်းတွင်းဆိုရင်တော့ရင်းနှွေးပါကပ်ပါတောက်တော်ရေးအေးလေးကပ်ပါရင်းနှွေးလေးရင်းနှွေးချမ်းလေးပေါ့နော်တပိတ်ချမ်းလေးကပ်ပါနော်ပြီးလို့ရှိလို့ရှိရင်တော့မလောက်ရမလဲဆိုလို့ရှိရင်9နာရီတခါ10နာရီတခါမနေ့10နာရီတခါမနေ့10နာရီတခါနေ့လေ12နာရီတခါနောက်မောလဲ2နာရီတခါနောက်ညနေ4နာရီတခါတောက်တော်ကြီးကပ်ဖြောင်းကပ်ပါကဲနောက်ဆက်ထပ်တို့မယ်ဆိုလို့ရှိရင်ညအိပ်ရမွေးငယ်ပါတစ်ခါထပ်ကပ်ပါနော်6ချိန်ဖြစ်သွားမယ်အဲ့တော့9ချိန် ကပ်ပြောက်ကပ်ပါတကယ်လို့အလုံထဲမှာအရောက်နေလို့မအားဘူးဆိုလို့ရှိရင်ဘာလို့အောင်လဲဆိုကိုရေမတောက်ခင်မှာအမြဲတမ်းဖျားရှင်ကပ်ပြီးမှာပဲတောက်ပါနော်ဒါဆိုရှင်၅ချိန်ပြည့်တော်ပါလိမ့်မယ်တနေ့ကိုအနည်းဆုံး၅ချိန်အောင်ကပ်ပါနော်ဒါကជីវဝချမ်းသာသူတို့တွေဟာဗုဒ္ဓဖျားရှင်ကိုဓမ္မကိုကူးကိုယ်တဲ့ဘာသာကိုကူးတဲ့ဘာသာရဲ့ဖျားရှင်ကိုအမြဲတမ်းကပ်လို့ပါတောက်လို့ကပ်ပြီးမှာပဲနေ့စဉ်မှာအနည်းဆုံး၅ချိန်ကပ်ပါမနေ့ကမနေ့၈မနေ့၁၀နေ့လဲ၁၂မိုးလဲ၂နာရီ ညနေ၄နာရီပြီးလို့ရှိရင်တော့အဲ့ရမွေးငယ်တစ်ခါကပ်ပေါ့နော်။ Okay ပါနော်။ရပါတယ်နော်။ဒါလည်းပြောပြီးသားပါအချင်းချင်း။ Okay နောက်တစ်ခုကတော့မပြောရသေးတဲ့ဟာပေါ့နော်။ဘာလို့မှမလဲဆိုတော့ကြည်ဝါချမ်းသာခြင်းတဲ့သူတွေစီးပွားမပြတ်ခြင်းတဲ့သူတွေစီးပွားလက်လာပါတယ်ပုံပြီးတိုးတက်ခြင်းတဲ့သူတွေရဥပမာပေါ့ဗျာကျွန်တော်တို့ပစုံပစုံလှလာပါပါပစုံကြီးတွေပေါ့ရုပ်ပုံကြီးရှိပါတယ်နော်အဲအင်တာနက်မှာဒေါင်းလုဒ်လိုက်ပါအဲပစုံကြီးတွေကိုကာလာနဲ့ထုတ်လိုက်ပါထုတ်ပြီးရရှိကိုအိမ်ကအဲကန်းနေရာမှာကထားပါနော်ကထားပါဒါဆိုလို့ရှိလို့ရှိရင်ဘာဖြစ်လဲဆိုလို့ရှိရင် ဘာဒုက္ခတစ်ခုကြုံတာပဲဖြစ်ပြီးကိုကြီးကင်မဲ့ကင်မနဲ့တူပေါ်ပေါ်လာလိုက်မယ်ပြီးချကိုစီဝါလည်းမပြတ်တော့ဘူးစီဝါကိုလည်းဆက်ပြီးတော့အသက်ရှင်နိုင်မှာပေါ့နော်အဲ့တော့စီဝါလေးလည်းပတ်ပြီးတော့ជីវါချမ်းသာလာပါလိမ့်မယ်ဒါတော့အစ်တလေးပေါ့နော်ဒါလေးမှတ်ထားပါပြောလို့တော့ပဇွန်ကြီးကြီးအယောင်ဆုံးသွေးဆုံးနဲ့ပဇွန်ကြီးကြီးကြီးတစ်ခါကိုပရင်ထုတ်လိုက်ပါနှစ်လပပါလေးပရင်ထုတ်ကာလာနဲ့ထုတ်ပေါ့နော်အဖြူမဲရင်လည်းမထုတ်နဲ့ကာလာနဲ့ထုတ်ဒါမှမဟုတ်ရှင်အပြင်အပြင်မှာရောင်းတဲ့နေရန်ကပ်ပိုစတာလာပပပါဆိုရင်ရေးကြီးပဲရှိတယ်ဆိုလို့ရှင် ဝဲဝဲပြီးတော့ဧကန်နေမှာကတ်လိုက်ပါကတ်ထားလိုက်ပါเนาะဒါဆိုလို့ရှိရင်ကြီးဝါချမ်းသာစီကြောင့်ကိုယ်အထောက်ပံ့ပေးမဲ့သူတွေပေါ်လာပါလိမ့်မယ်ကိုယ့်ရဲ့အထောက်ပံ့ပေးတဲ့ကိုယ်စီဝါတွေလည်းပတ်လာပါလိမ့်မယ်ဟုတ်ပါပြီเนาะကဲတော့နှစ်ခုတော့ပြောပြီးပြီကဲနောက်တစ်ခုပြောပါဦးမယ်နောက်တစ်ခုကဘာလဲဆိုရင်ကျွန်တော်တိုက်တွန်းချင်တာတော်ကြဆေးတက်မှလည်းကြောက်အောင်ဒီလေပြောတာပြောလိုက်ရတာဈေးကျပ်တက်မှကြောက်တယ်တိုးတော်လည်းပဲဟိုကိုယ့်ရဲ့ဟိုပေးတဲ့တွေအတွက်ကြီးဝါစေခြင်းတဲ့တို့ကြောင့် ဘာပဲစိုက်စီခြင်းလဲဆိုကြောက်စိမ့်ကမုံပင်စိုက်ပါကြောက်စိမ့်ကမုံပင်မှာစောင့်တဲ့နတ်သားဖြစ်ဖြစ်နတ်သမီးပဲဖြစ်နတ်ကိုမြစ်တာပို့ပါနေစဉ်တိုင်းပြီးလို့ရှိရင်အမွေးနတ်သားဖြန်တာတော့အမွေးတိုင်းစိုက်ပြီးတော့စူတောင်းတာတော့လုပ်ကြည့်ပါအဲကျွန်တော်ကိုယ်တိုင်လုပ်တယ်နော်တကယ်စူတောင်းပြပါတယ်စူတောင်းကြည့်ပါဆိုတော့သူတို့ပူဇော်ပတ်တာမဟုတ်ဘူးနော်ဒါပေမဲ့အဲ့နတ်ကိုကိုယ်ကစီမွေးစုပြီးတယ်ငါ့ကိုလည်းကိုယ်တော်ကိုညီပေးပါငါ့ကိုလည်းဒါကိုကူညီပေးပါဆိုပြောလို့ရပါတယ်เนาะနှက်ကိုပူဇော်ပတ်တာမဟုတ်နှက်ကိုမြစ်တာပို့ပါ ဘုရားရှိခိုးရတဲ့မေတ္တာပို့ပါအကြောင်းစိတ်ကမုန်းမဆောင်တဲ့သမီးကိုမေတ္တာပို့ပါကျွန်တော်နဲ့သမီးပဲကျွန်တော်မြင်ရတဲ့နဲ့သမီးပေါ့နော်နဲ့သမီးကိုမေတ္တာပို့ပါအများရန်လဲအရွက်တိရွက်လေးကိုကိုင်းပြီးတော့ကမုန်းရွက်လေးကိုကိုင်းပြီးတော့ငါ့ကိုဒါဒါဒါဖြစ်အောင်လုပ်ပေးပါအကူကြီးပါအောင်စသည်ဖြင့်ပြောလို့ရပါတယ်နော်မြင်ကလည်းမြင်ကိုမေတ္တာတွေပို့နေပါတယ်နဲ့ကိုမေတ္တာပို့ပါတယ်ဒါကြောင့်မို့ငါ့ကိုမေတ္တာတွေနဲ့ခံယူပါမြင်ရတဲ့ငါ့ကိုကူညီပါအောင်ဆောက်ရှောက်ပါအောင်ဒါပဲပြောပါနော်ဒါဆိုရင်ရပါပြီဒါဆိုသုံးချက်ရှိတော့ပါပြီဟုတ်ပြီနော် ကဲနောက်တစ်ခါကျွန်တော်ပြောနေကြနောက်တစ်ခုထပ်ပြောပါအောင်မင်းအဲ့ဒါတော့ဗာလဲဆိုအိမ်မှာကြောင်လေးခွေးလေးမွေးပြီးတော့ပြောအောင်ထားပါသူတို့ပြောလေးခမောက်စီဝတ်တယ်လေသူတို့ပြောလေးခမောက်စီဝတ်တယ်အဲ့တော့ကျွန်တော်မပြောရသေးတဲ့နှစ်ခုနဲ့ပြောပြောပြီးသားနှစ်ခုထပ်ပြောလိုက်ပါကဲနောက်ထပ်နောက်တစ်ခုထပ်ပြောပါအောင်မေတ္တာလက်ဆောင်ပါအသက်ကြီးတဲ့အဖိုးအဖွားတွေငွေတွေဝင်နေမွေတော့သားသမီးတွေဆံငွေတွေပဲညှော်နေရတယ်တော့ပေးမဲ့ကမ်းမဲ့သူတွေစောင့်ညှော်နေရတယ်လူမဲ့တမ်းမဲ့သူတွေစောင့်ညှော်နေရတယ်တော့လူငယ်တွေရောအားလုံးပေါ့နော်အားလုံးလုပ်လို့ရတယ်ဒါပေမဲ့အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေပို့ပြီးလုပ်ပါနေ့စဉ်နေ့တိုင်းမှာ ဖះရှင်ကိုစီမိကတ်တယ်မို့လားစီမိကတ်တဲ့ခါမှာဖះောင်းနိုင်ပေါ့နော်ဖះောင်းနိုင်အစင်းရောင်သုံးပါဖះောင်းနိုင်အစင်းရောင်သုံးတဲ့အချိန်မှာဖះောင်းနိုင်6ချောင်းလှူပါနေတိုင်း6ချောင်းလှူတဲ့ခါမှာဖះောင်းနိုင်ကမိစာလေးရှိတယ်လေမိစာကို အုံးစီလေးစွပ်ပါစွပ်ပြီးတော့စွပ်ပြီးတော့မှမိပူစော်ပါနော် အုံးစီလေးဆိုပါဆိုပြီးမှ6တိုင်ကိုပူပြီးဆိုက်ဆိုက်ဒရိုင်းစီဘွဲခွဲဆိုက်ဆိုက်ဆိုက်ပြီးလို့ရှိရင်စီမီထုံးကြီးပူဆိုပါပြောချင်တာမီးစာကိုအုံးစီဆွတ်ပါဖျောင်းနိုင်ရလဲအစိမ်းအောင်ပဲသုံးပါပြီးပြီဆိုလို့ရှိရင်ဖျောင်းနိုင်စိမ့်တဲ့ဈေးတက်မှကြာပါသေးတယ်အခုဆိုတပြေးပြေးနဲ့ဈေးတက်လိုက်တာ2500ဖြစ်နေပြီ1000နေပြီတော့အရင်တော့900လောက်ရှိတာတော့ဒီအသေးစားကိုပြောတာเนาะအခု2500ဖြစ်နေပြီအဲ့တော့ကျွန်တော်တော့မှဖျောင်းနိုင်ရောင်းစားမှလို့ဖြစ်နေပြီထုတ်ပြီကြာအာကိုကပြောလိုက်တိုင်းမှာဈေးတက်တက်သွားတယ်ဖျောင်းနိုင်အစိမ်းကို စီမီထုစီမီထုတ်တဲ့အခါမှာမထုံးခင်မှာဖျောင်းဆိုင်ဖျောင်းနိုင်ရဲ့မီးစာကိုမလုပ်ရမလဲဆိုလို့ရှိရင်အုံးစီလေးစွတ်ပါတုံးစီစွတ်ပြီးတော့မီးပူဆိုတာပူဆိုတဲ့အချိန်မှာကျွန်တော်ခဏခဏပြောပဲဒီဝါသေးအိုင်ဆော့ကာတာရွတ်ပါဒီတခါဒီဝါသေးအိုင်ဆော့ကာတာကို73ခေါက်ရွတ်ပါ မီးကိုကြည်ပါကြည်ပြီးတော့ဘုရားရှင်ကိုရီမှန်းပြီးတော့ပူဇော်ပါပူဇော်ရင်လည်း73កောက်ယူပါဒါဆိုလက်လာပါတွေပွင့်လာပါလိမ့်မယ်ဒါကတော့လက်ဆောင်ပေးလိုက်တာပါအဲ့တော့ဒီမှာအတီးပွားချမ်းသာခြင်းနဲ့လူတွေကအခုကျွန်တော်ပြောတော့တဲ့အရာတွေလုပ်ကြည့်ပါဆရာဘာမှမဆိုင်မနဲ့ဘာလို့လုပ်ရမှာလဲမပြောတော့မယုံရင်မလုပ်ပါနဲ့မယုံမလုပ်ပါနဲ့နော်ယုံကြည်တဲ့သူတွေလုပ်ပါဗျာလုပ်ပါဘာကြောင့်လဲဆိုတော့အဖြေလည်းမမေးပါနဲ့လုပ်ပါလုပ်ကြည့်ပါထူးခြားပါလေမေတ္တာတွေပို့ပါနတ်တွေနတ်တွေနတ်ဒေဝတာတွေကိုအမြဲတမ်းမေတ္တာပို့ပါနော်ဒါဆိုရင်မေတ္တာတွေအကူကိုပြန်လဲလာပါလိမ့်မယ် တော့ဘာကျုပ်ဆရာတော်ဘုရားကြီးပြောတယ်လို့ပဲလူတွေဝင်မြတ်တာပို့ရတယ်နတ်တွေမြတ်တာပို့တာကိုအကျိုးအကျိုးပြုတယ်တဲ့ဟုတ်ပြီနော်လူတွေမြတ်တာပို့ရတယ်လူတွေမြတ်တာထားရတာကိုတခါတည်းမှာစော်ကားခံအောင်မယ်နတ်တွေမြတ်တာပို့တာကိုအကျိုးပြုတယ်ကိုအဆောင်ရှောင်းမယ်ဟလားတက်တွေကိုမြတ်တာပို့ပါပူဇော်ပတာခိုင်းတာမဟုတ်ပါဘူးနော်မြတ်တာပို့ပါပြီးလို့ရှိရင်ကိုလိုချင်တဲ့ဆုကိုတောင်းကြည့်ပါသူတို့ကူညီပါလိမ့်မယ်တကယ်ကူညီပါရဲ့နော် ဒါကိုတွေ့တွေကိုတွေ့တွေပါကိုတွေ့တွေပါဟိုជីវ៉ាချမ်းသာလူသူတွေဟာဒီ post ကိုများများ share ပေးပါ like လုပ်ပေးပါ share ပေးခြင်း like လုပ်ပေးခြင်းဖြင့်ကိုကြီးပါခမရောလည်းជីវ៉ាချမ်းသာလာသူကျွန်တော်လည်းជីវ៉ាချမ်းသာလာပါလိမ့်မယ်အားလုံးជីវ៉ាချမ်းသာလာရှင်မြန်မာပြည်ပို့ပြီးတော့ကောင်းတာပေါ့နော်အားကြောင့်မလို့ share ပေးပါ like ပေးပါကဲအားလုံးနဲ့ငွေဝင်ချမ်းကြပါစေငွေဝင်လက်ရွှေလူချစ်ခင်ကြပါစေစီဝါလက်လက်မှာပို့စီဝါလက်လာပါများစာတိုးစာတိုးစာတိုးပွင့်လန်းလာပါစေ အောင်မြင်ချက်ကြည်ဝါချမ်းသာကိုယ်စိတ်နေပြန်ချမ်းသာကြပါစေမြန်မြန်လှူနိုင်တန်းနိုင်ပါစေလှူနေကျင်တန်းကျင်တဲ့စိတ်တွေလည်းအများရှိပါစေသာနာကျို့သေဝန်နိုင်တဲ့ဖြစ်ကြပါဘာသာတရားကိုလေးစားလိုက်နာရုံကြည်တဲ့သူတွေဖြစ်ကြပါစေလို့မေတ္တာပို့လိုက်ပါတယ်နော်အားလုံးပဲကျွန်တော်ပို့တာမေတ္တာကိုခံယူပါကျွန်တော်လည်းကျွန်တော်ဗိတ္တရီပို့တာမေတ္တာကိုအမြဲတမ်းခံယူရရဲ့ရှိပါတယ်အချိန်တိုင်းလည်းခံယူရရဲ့ရှိပါကြောင်းပြောကြလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်